โอเคမျိုးတို့အားလုံးပဲမင်္ဂလာပါဒီနေ့ကကျတော့ကျွန်တော်တို့မျိုးတွေပေါ့နော်အဲလူသစ်တွေရောလူဟောင်းတွေရောအလုပ်ပြောင်းလာတဲ့ပတ်သက်ပြီးတော့ပြဿနာတွေအများကြီးကြုံတွေ့နေရတဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့ဘလို့ဖြေရှင်းရမလဲဘလို့အနေစပြီးတော့လုပ်သွားရမလဲဆိုတာကိုကျွန်တော်ဒီနေ့ကျွန်တော်ရှင်းပြပေးပါမယ်ပြီးတော့လူသစ်တွေအတွက်ရောလူဟောင်းတွေအတွက်ရောသူတို့တွေအပရိသေနေတွေကိုလည်းဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့နံပါတ်၁ချက်ကရတော့ကျွန်တော်တို့ရှုပြန်လို့သမားတွေပေါ့နော်လူဟောင်းတွေကကြတော့ကျွန်တော်တက်တန်းအဲတိုးတဲ့နေရာမှာကကြတော့တရင်ကောင်းနေနေကျွန်တော်တို့ကကြားနေရပါပြီအဲ့တော့ ဒီတရင်ကောင်းလေးတွေမကြားခင်ကြားထဲမှာပဲလောဆယ်အခက်တွေ့နေတာပါလဲဆိုတော့ကျွန်တော်အလုတ်ရှင်အဟောင်းကနေပြီးတော့ထွက်လာခဲ့ကြပြီထွက်လာခဲ့ကြပြီးတော့ကျွန်တော်အလုတ်ရှင်အစ်စ်မှာပေါ့ဗျာနော်အလုတ်ရှင်အစ်စ်မှာလည်းအဲကျွန်တော်တို့ဝင်လို့မရသေးဘူးဆိုတဲ့လူတွေလည်းရှိကြတယ်နောက်ပြီးတော့လည်းအဲကျွန်တော်တို့ဘယ်ဟိုသွားမှမသိနေလူတွေလည်းရှိကြတာပေါ့နော်အဲ့ဒီလူတွေအတွက်ကတော့ကျွန်တော်အဓိကပြောချင်တာတော့အလုတ်ရှင်ဟောင်းကနေထွက်လာပြီးဆိုရင်အလုတ်ရှင်ရဲ့သဘောတူညီမှုမရှိဝင်တဲ့ကိုယ့်အကိုထွက်လာတာမျိုးအလုတ်ရှင်ရဲ့အဲဘယ်လိုပြောမလဲဘာမှမသိဘဲနဲ့ကိုယ့်သဘောနဲ့ကိုထွက်လာတဲ့လူတွေအတွက်ကကြတော့အဲ့ဒီလူတွေက ယုံကြည်စိတ်ချရတဲ့ပွဲစားမေးကြည့်ပါဒါတွေကကျွန်တော်တို့ကလို့ရှိရင်အဟောင်းအားတွေကကြက်အောင်မှရှိပဲနဲ့ကြမ်းခောက်ပြီးလို့ရသလားဆိုတာကိုအရင်ဆုံးယုံကြည်စိတ်ချရတဲ့ပွဲစားမေးပြီးတော့လှုပ်ဆောင်နိုင်ပါတယ်ခင်ဗျရရင်လည်းရတယ်ပေါ့မရဘူးဆိုရင်ဘာမှလုပ်လို့မရဘူးเนาะအဲ့တော့နောက်တစ်ခုကကြတော့ကျွန်တော်ပွဲစားနဲ့ကလည်းအဲကျွန်တော်ဒီဟိုဘယ်လိုမှပွဲစားကလည်းကုညီပေးလို့မရဘူးဆိုရင်ဒါလွန်ခဲ့တဲ့ချိန်တော့ကိုပြန်ကြည့်ရတော့မယ်ဟုတ်ကဲ့ကျွန်တော်လူဟောင်းပဲဖြစ်ဖြစ်လူတိတွေပဲဖြစ်ဖြစ်ပေါ့เนาะအလို့ရှိရင်ဟောင်းမှာလောက်ကအပြည့်ဝမပေးတာလားဒါမှမဟုတ်ကျွန်တော် OD အပြည့်ဝ OD က အခုပြည်တိုင်းမပေးတာလားနောက်ပြီးတော့နားရနှဆမပေးတာလားဒါလောက်အားကားကိုသူတို့တွေကဟိုဟိုဘယ်လိုပြောမပေးတဲ့ခါနဲ့ပေးတယ်မပေးတဲ့ခါနဲ့မပေးဘူးတခါလေးကြာရင်ကြောင်းကြာသွားတာမျိုးတွေလည်းရှိကြတာမျိုးတွေပေါ့လေပြောရမယ်ဆိုရင်အလုတ်သမားပြဿနာတွေနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့မလုပ်ရမယ်ဆိုတော့အလုတ်သမားကောက်ကွယ်ဆောက်ချောက်ရေးဝန်ကိုတွားတိုင်ကြာမှာဖြစ်ပါတယ်ဟေ့လို့ဒီမှာကကွယ်ဆောက်ရှောက်ရုံဘာဖြစ်လို့တော့တိုင်ရတာလဲဆိုတော့အလုပ်သမားကကွယ်ဆောက်ရှောက်ရုံဒီကျွန်တော်တို့ရှုကံလုပ်သမားတွေရဲ့ကိစ္စအဝဝကိုပြဿနာဖြေရှင်းပေးနေတဲ့လုပ်သမားကကွယ်ဆောက်ရှောက်ရေး ဌာနတစ်ခုဖြစ်ပါတယ်အဲ့တော့အဲ့ကိုသွားပြီးဘာလုပ်ရမလဲဟောတတိယကျွန်တော်တို့ဓာတ်တွေဖြတ်တယ်ဟိုဟာတွေဖြတ်တယ်ပြီးတော့အဲကျွန်တော်တို့ဆိုင်ရွက်ဆန္ဒနေတယ်ပြီးွားသူတို့မပေးဘူးသူတို့တိန်းနာတယ်ပြီးရင်ကြက်အော်လည်းမထုတ်ပေးဘူးခုလောက်အားကားနေတယ်သူတို့အပြည့်အဝမပေးဘူးစသဖြင့်ပေါ့နော်ကိုယ့်ရဲ့ပြဿနာတွေကိုတခါသူတို့ကိုသွားပြီးတော့ရှင်းပြပြောပြလိုက်မယ်ဆိုရင်သူကအချက်လက်တွေကိုရေးတယ်ရေးပြီးွားလို့ရှိရင်လှုပ်ရှင်ရအချက်လက်တွေအလုပ်ယူပုံမှန်ရှိတယ်ဆိုတော့သူတို့ဆက်သွယ်ပြီးတော့မင်းများမှာဖြစ်တယ်ပြီးတော့သူတို့ခေါ်ပြီးတော့လဲလာရောက်ပြီးတော့ဖြည့်ရှင်းပေးပါဖြစ်ပါတယ် ဲ့တော့ကျွန်တော်ပြောချင်တာတချို့တွေကကြတော့ပြဿနာမရှာချင်ဘူးကျွန်တော်ကြက်အော်လေးပဲလိုချင်တယ်တထေးအသေးစီမှာဝင်ပြီးတော့ဝင်လို့ရအောင်ဆိုပြီးတော့ပဲရှိရုပ်ရှိရှက်မလုပ်ချင်တော့ဒါကျွန်တော်တို့အမျိုးတွေအားလုံးရဲ့စိတ်ဓာတ်ကပါလဲဆိုတော့အနစ်နာခံပလိုက်မယ်ဘွားပြီးတော့မချုပ်ချုံပြဿနာမရှာချင်ရုံးနေကတ်တွေမသွားချင်ဆိုပြီးတော့အဲ့လိုမျိုးတွေကများတယ်အဲ့တော့ကျွန်တော်ပြောချင်တာကတော့ဗျာတစ်ခါလေးကြာရင်ကိုမချုပ်ချင်ဘူးမယ်လေချုပ်ရအောင်ပါဒါကြောင့်လဲဆိုတော့ခုနကပြောသလိုပဲအလုရှင်ရနေပြီးတော့သူကကြက်အော်မပေးလာဘူးနောက်ပြီးတော့လည်းအလုရှင်ရတဲ့သူဘာမှမသိဘူးမသိပါမသိကြက်အကြက်မအော်ရသေးဘူးဆိုတော့လုရှင်တဲ့မှာပြန်ပြီးကြံ့ခောက်ဖို့ပြဿနာကြတော့ဒါက နောက်ဖြစ်လာမယ်ပြဿနာတွေဖြစ်တယ်ကြဟန်ကယုတ်လည်းဆက်လိုက်ရအောင်ကျွန်တော်လို့ဒီမှာမထုတ်ရဘူးကျွန်မလို့ဒီမှာမထုတ်ရဘူးသူ့အသူထွက်သွားတာဘာတိုင်းညာဆိုတော့နောက်ဆက်တွေ့ပြဿနာတွေအများကြီးရှိနေတယ်အဲ့တော့ကိုယ်အနေနဲ့ဘာမှပြောစရာမလိုပဲねစွာဒီကံယုံမှာသွားတိုင်ခိုင်းတယ်ဆိုတာကစွာဒီကံယုံမှာသွားတိုင်တိုင်ကိုအချက်လက်တွေအရင်တင်ပြပေးပြီးလို့ရှိရင်ဒါဥပဒေအတိုင်းကိုသူကလုတ်ပြီးသွားတဲ့ခါကျရင်ဟောအလုတ်ရှင်ကဒါကိုချိုးဖောက်လို့ဒါကိုချိုးဖောက်လို့ဒီလိုအကားတွေကိုပြန်ရသွားမယ်ပြီးရင်ကိုယ့်ရဲ့ budget all လို့ခေါ်တဲ့အလုတ်ပြောင်းမဲ့ကိစ္စတွေကိုလည်းပဲထမ်းမှန်ပြီးတော့အလုတ်ကမှာကောက်ွယ်ဆောက်ရှောက်ရုံစွာဒီကံကိုထမ်းမှန်ပြီးတော့ကိုယ် ကူညီပေးလိမ့်မယ်။ဟောဒါဒီလိုလုပ်ခဲ့ကြဟန်ဟန်ပြိုသွား။တို့ကတို့ဆက်သွယ်ပြီးတော့ဒါဒီလုပ်သမားဒီနောက်ထပ်အလုပ်ပြောင်းဖို့ရအောင်တို့အနေနဲ့တို့ဟန်နဲ့တို့ညွန်ပြပေးပြီးတော့ကိုယ့်ကိုလိုက်ပြီးတော့လုပ်ဖို့ပဲလိုတော့တယ်။ဒါကြတော့အလုပ်ပြောင်းတဲ့ပြဿနာကိုဖြေရှင်းတဲ့နည်းပေါ့နော်ပြောချင်တာတော့။ဟဲ့နောက်တစ်ခုပါကြတော့လည်းရှိသေးတယ်ကြ။အာတချို့တွေကကြတော့လည်းကျွန်တော်တို့ရဲ့ဆိုင်ရဆန်တိုင်းတွေကလှုပ်ထားပြီးပြီးလူသစ်တွေတဲ့။လူသစ်တွေလှုပ်ထားကြတယ်ဒါပေမဲ့တထေးကိုဆက်သွယ်လို့မရတော့ဘူး။အာတထေးအဟောင်းကိုလည်းဆက်သွယ်လို့မရတော့ဘူး။အဲ့တထေးအစ်စ်ကို အဲတခါလဲဝင်လို့ရလားဆိုရင်ဟုတ်ကဲ့အဲ့ဒါအကြတော့ကျွန်တော်အလုပ်ရှင်အစ်တစ်ကိုခေါ်ပြီးလဲကြာထန်ခံရုံးကိုသွားပါတော့သူတို့ကတော့ဒီလုပ်အလူသေးတွေကိုပေါ့နော်ဟိုကြံခောက်အဲလုပ်ဖို့အတွက်ကိုရှောက်ထွားတင်တဲ့စနစ်ကိုလဲဟိုတနေ့ကျွန်တော်တင်လိုက်တဲ့ဗီဒီယိုဖိုင်ထဲမှာလဲပြန်လှန်ပြီးတော့ပြန်ကြည့်လို့ရတယ်နောက်ဆုတ်ပြီးတော့ပြန်သွားကြည့်လို့ရတယ်နော်သူတို့သွားပြီးတော့ဒါအလုပ်ပြောင်းမှုကိစ္စတွေကိုလဲကျွန်တော်တို့လုပ်နိုင်ပါတယ်ညာ နော်အဲ့ဒါကကြတော့ကျွန်တော်အလို့ရှင်အဟောင်းကနေပြီးတော့ဘိုက်ကျင်းအောင်မလို့ပဲနဲ့အလို့ရှင်သိမှသွားပြီးတော့ဝင်တာမျိုးတွေအလို့ရှင်ဟောင်းကနေပြီးတော့တော့ကျင်းအွန်လိုက်ပြီးအလို့ကလည်းထုတ်လိုက်ပြီးဆိုရင်ကိုကဒီမှာဟာကျင်းအော်ဒီဘာတွေကိုလည်းမမပါရင်လည်းထားအောင်အဲ့ဒီတော့အလို့ရှင်သိတဲ့သူကသွားပြီးတော့ကြဟန်ကရုံးမှာရှောက်သွားသွားတင်တာပေါ့အဲကျွန်တော်တို့ဒီဒီလိုဒီလိုလိုရှိတယ်ဆိုတာပေါ့နော်အဲအလို့ရှင်ကတခါပြန်ပြီးတော့ဟာကျင်းခောက်ရတဲ့ပုံစံမျိုးပေါ့နော်အများကြီးအခုဆိုလို့ရှိရင်ဒီလူဟာလူဟောင်းတွေလည်းပါလာပေါ့နော်ဟုတ်ကဲ့လူဟောင်းတွေလည်း အဲ့တော့ပြောချင်တာကတော့ဗျာကျွန်တော်တို့အမျိုးကြီးအားလုံးပေါ့နော်တက်တနာတစုံတရာဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ကိုကနေပြီးတော့ပေါ့နော်အလုတ်တမကကွယ်ဆောက်ရှောက်ယူတော့တိုင်စီခြင်းနဲ့လောအားကမရသည်ဖြစ်စီနော်ဘိုက်ချက်အောင်နဲ့ပတ်သက်ပြီးတော့ဖြစ်စီဟာတကယ်လို့ပွဲစားလင်ခံရတာမျိုးတွေတကယ်လို့ဟိုနေနေဆိုလို့ရှိရင်တော့ဒါကြတော့ကြာထန်ခံကြုံမှာသွားပြီးတော့တိုင်ကြရတာပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့ဒီပွဲစားလင်သွားတာလေးဆက်ရဆန္ဒနေနဲ့ပတ်သက်ပြီးတော့ဟိုကျွန်တော်တို့မလီတပတ်လုတ်သွားတာလေးနော်ငွေလင်သွားတာပတ်သက်ပြီးတော့ဒါကြာထန်ခံကြုံမှာအကူအညီတောင်းရတယ်ဘိုင်းဟာစော်ဒီကမှာမဟုတ်ဘူးဘလို့တိုးတော်ညာလဲ လောက်အကားနဲ့ပတ်သက်ပြီးတော့လဲတခါလဲစုပေါင်းပြီးတော့လဲဒီမှာပြောလိုက်မယ်အဲကျွန်တော်တို့အချက်လက်တွေနဲ့ဟိုကကျွန်တော်တိုင်ကြားမယ်ဆိုလို့ရှိရင်သူကနေပြီးတော့တခါလောက်တမရှာပွေခန့်နိုင်ရင်ဂျဟန်ခံရောသူတို့ချိတ်ဆက်ပြီးတော့လဲသူကလာရောက်ပြီးတော့ဆွေးနွေးတာမျိုးเนาะအဲကိုယ်ကိုပြည်လင်အောင်လုပ်ပေးတာမျိုးတွေလည်းလုပ်ပေးနိုင်ပါတယ်ဟဲ့တော့ဒါတွေကအလုပ်တမရေးကူညီပေးနေတဲ့ဖွဲ့စည်းတွေအားလုံးသိကြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့မျိုးတွေကိုကျွန်တော်တခုပြောချင်တာပေါ့เนาะလောက်တမရေးကူညီပေးနေတာနဲ့ပတ်သက်ပြီးတော့အလုပ်တမကူညီပေးနေတဲ့ဖုန်းနံပါတ်တွေကိုလိုချင်ရင်လည်းကြည့်ကျွန်တော်ရဲ့ဗီဒီယိုအောက်မှာလည်းကျွန်တော် အဲချတာပြပါမယ်ချတာပြပြီးလို့ရှိရင်ကျွန်တော်ရဲ့ဖက်ဖို့ရဲ့မှာပေါ့နော်လိုက်လာပြီးဒီအောက်မှာလာပြီးတော့ကျူပန်းနိုင်ပါတယ်ပြီးရင်ဆက်တွယ်ပြီးတော့အကူညီတောင်းနိုင်ပါတယ်ဗျเนาะမိမိတို့ယုံကြည်စိတ်ထားရတဲ့ဟိုဘယ်လိုပြောမလဲအဖွဲ့အစည်းတွေပေါ့ဗျာเนาะမိမိတို့ဟိုနေနေဟိုဟဲ့တော့ကျွန်တော်တို့ဒီနေ့ဗီဒီယိုကရှိရမှာကြိုက်ဘူးဆိုလို့ကျွန်တော်လည်းဒီနေ့လာရောက်ပြီးတော့ဒီအပိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်အလုပ်ရှင်ကြောင်းလာတဲ့ပတ်သက်ပြီးတော့လာရောက်ပြီးတော့အဒီကထားပြီးတော့အဲဘယ်လိုပြောမလဲအကြံလာပြုတော့ပေါ့ဗျာအလင်းလာပြတဲ့နေနဲ့လာရောက်ပြန်ဆက်ပေးခြင်းမဖြစ်ပါတယ်ဗီဒီယိုဖိုင်ကအများအတွက်အကျိုးရှိတယ်ဆိုရင်တော့စာရင်းကျွန်တော်တို့ ကြည့်ပြီးတော့ရှိရင်လည်းပြန်လဲမျှဝေပေးခြင်းအပြင်လည်းတယောက်နဲ့တယောက်ပြန်လဲကူညီပေးနိုင်ပါတယ်ဗျာကျွန်တော်ဗီဒီယိုကိုကူးယူပြီးတော့မိမိတို့ရဲ့ profile profile မှာပြန်တင်နိုင်မျိုးမလုပ်ပါနဲ့နော်အဲ့တော့ကျွန်တော်ကိုအားပေးခြင်းတယ်ဆိုလို့ရှိရင် user သားလေးပြန် share တာမျိုးတွေပဲလုပ်ပေးပါလို့ပြောလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ